အညရဘုံနိုဗီပါအမတွေ့ရကြပြီနော်နိုဗီဒီရပိုင်းခီးလေးနဲ့နဲ့လွန်နေလို့နောက်ကျသွားပါတယ်အဝါလဲချွပီပမန်ကလည်းရောက်ကြရသွားပြီပေါ့နော်အနားထောင်နေတဲ့သူတွေကတော့ရမရတော့မသိပါဘူးဆိုတော့အပိုင်း21 22ဆက်ပြီးတော့ဖတ်ပြပေးပါမယ်မုံဟင်းကားတပွဲမြစ်တာဖြူပါအချင်းမပေါ့စီနဲ့အပိုင်း21မူရီရာပန်ထားစမ်း မူရီရာပန်မင်းကိုထစမ်းလို့ငါပြောနေ။အိပ်ပျော်နေရမှာခက်မမအော်ဟစ်တန်ကြောင့်ပမန်လူးလွန်လာသည်။မထူးမချင်းဇက်တိုက်ခေါ်နေသောကြောင့်အိတ်ချင်မူတူဖြင့်အစောအိပ်ရှိသည်အောင်ဘာလို့လာနှိုးနေရလဲ။ဘာအစောအိပ်ရှိသည်လဲဟုတ်လား။အခုဘယ်နှစ်နာရီရှိပြီထင်လဲ။ဘယ်သိမှလဲခင်ဗျားမနိုင်မရှိဘူးလား။ပြောပြီးပမန်တစ်ဖက်ကိုမျက်နှာလှည့်သွားတော့ကောင်းချင်းဒေါသထွက်သားရပြီ။မင်းငါ့ကိုရွက်နေရတာမူရီရာပန်။ ဲ့ချိန်နေရာကိုရွေးဖို့မအားဘူးအခု၈နာရီထိုးရမယ်တိလားဘယ်မင်းကြီးကဒီချိန်ကြီးအိတ်တယ်မူရိဒပန်ဘာအင်းမဟုတ်ဘူးမူရိဒပန်က၁၀နာရီထိအောင်အိတ်တယ်ညလုံးမပေမဖွင့်မယ်ဆိုလိုက်တဲ့စကားကြောင့်ကောင်းချင်စိတ်တော်တော်တူသွားကထစမ်းအခုချက်ချင်းထစမ်းလမောင်းနေပြုတ်ထွက်မတက်အတင်းဆက်ဆောင်လာလှုပ်နေတဲ့ဖြင့်ဆက်အိတ်လို့မရတော့သည့်အဆုံးပန်ပန်လေးအိတ်နေရာမှာဒေါသတကြီးထလိုက်တာခမည်းပါဖြစ်နေတဲ့ကောင်းကြီးတွေမြင် ဲ့နေရာဘာကိစ္စလမ်းနှောက်ချက်နေရလဲငါ့အိမ်မှာနေပြီးဒီလိုအပြင်းမကြီးနဲ့ငါမကြိုက်ဘူးမကြိုက်လည်းတည်ပေါ့ဘာပြောတယ်ခမားမကြိုက်ဘူးမင်းကျွန်တော်ကြိုက်တယ်ဒါကြောင့်အဲ့မှာပဲဆက်ဆက်တီမကံမင်းပြန်မျောနေသည်သူမကြောင့်ကောင်းချင်းစိတ်ကိုအနိုင်နိုင်ထိန်းထားရပြီမုရိတာပဲငါပြောရနားထောင်စမ်းနောက်ရက်ကစပြီးမနက်9နာရီနောက်ဆုံးထားပြီးမင်းထားရမယ်မဟုတ်ဘူး9နာရီမထိုးခင်မင်းကကိုလက်တန့်စင်ပြီးသားဖြစ်နေရမယ်9နာရီထက်ပို့ပြီးတော့အိတ်ခွင့်မရှိဘူး ်ဆွတ်တောင်းလေငါအိမ်မနေငါထုတ်တဲ့စီကံကိုမင်းလိုက်ကိုလိုက်နာရမယ်အတိတ်ထံဝင်ပြီးတော့ဆွတ်တောင်းလိုက်ဂယုမဆိုင်ဟန်မြေနှကန်းလေးမဲကဆိုလိုက်သည့်မူရီရာဘံကိုကောင်းချင်းခတ်ဆူဆူဆိုက်ကြည့်လိုက်ရင်မှဘာလို့တွေးမိသွားသည်မသိခက်ထစ်ထေလေးပြုံးလိုက်တာဟွဘာလဲမင်းကတထေးကိုအပိုင်ဖမ်းလိုက်ရလို့ဇိန်နဲ့နေရမယ်လို့တွေးထားလားအေးလေပတ်စံရှိရဲ့လူကိုမိထားတော့ ဘာမှလုပ်စရာမလိုပဲအေးစိစိန်ခံလို့ရပြီလို့အပိုင်တက်ထားမှာပဲစိတ်ကူးတော်မြင်စမ်းနဲ့ဒီအိမ်မှာနေဒီအိမ်ကထမင်းဆိုင်မင်းလည်းတန်အောင်အလုပ်လုပ်ရမယ်အမေစော့စော့ကားကဘသူကခမည်းတွေ့သူတွေ့နေလို့လဲအံ့ဩပါဒီရောက်မှဒီချိန်ဒီအိတ်တာမဟုတ်ဘူးကျွန်တော်အိမ်မှာလည်းကျွန်တော်ကိုယ်နိုင်လည်းမထားရနော်ပတ်မက်စကားကြောင့် तू ကအံ့ဩသွားပဲဟန်ပြေးမျက်မှောက်တစ်ချဲကျုံသွားရင်မိစမောင်မင်းမေယာမုံကရောက်တာမဟုတ်လားဟုတ်တယ်လေမဖြစ်တယ် အမေကဈေးရောက်မှုအစောကြီးထားပြီးပြင်ဆင်ချက်ပြုတ်တဲ့အချိန်မှာမင်းကအိတ်နေပေါ့အော်ကြီးဆိုလိုက်ပြီးသူ့အမူအရကိုအမြင်ကလာတဲ့ပြင်ပန်ပန်လဲမဲပစ်ပြီးတော့အဲ့ဒီတော့မင်းစရိုက်ကတိလီလီပို့ယွန်းစရာကောင်းနေပဲမရှိရပါဘူးစာမတော်အကျင့်ရမကောင်းတဲ့ပြင်မိဘဟိုကမသိတတ်ဘူးမင်းမှာကောင်းတဲ့အချက်တရောရှိရလားဟမ်မရှိဘူးပန်ပန်ခက်တင်နေဖြေပြီးသူ့ကိုလည်းမျက်မှောင်စူးစမ်းကြည့်လိုက်တာခမရရောဘာလို့ဒီလောက်တောင်ကြီးကျယ်နေရလဲ ဘာလဲခမ ्या ဤပိုင်ခမ ्या ဖီနေရရွှေထွက်လာလို့လားမင်းတလောကလုံးသူ့ပဲအအောင်မြင်ဆုံးသူ့ပဲအတော်ဆုံးသူ့ပဲအချမ်းသာဆုံးလीမတရားပုံဝင်မြင့်နေနေညစ်နေလိုက်တာညာဟွန်းနည်းနည်းစိတ်လျှော့အောင်တင်အဲ့ဒီစိတ်နဲ့ခမ ्या ပိတ်တာဖြုံအောင်မယ်ဒေါ်သားကြောင့်ကောင်းချင်းမျက်နှာညီမင်းသွားတော့ဤသို့တော့အလုပ်ကိစ္စလည်းရှိနေသေးသည့်အတွက်စိတ်ကိုခဏလျှော့လိုက်ပြီးငါမင်းလို့အားရမနေတဲ့အတွက်ရံဖြစ်ဖို့အချိန်မရှိဘူး အခုတခါလေးပြောထားခဲ့မယ်မင်းပါလာပဲအချိန်မဲထားခဲ့ထားခဲ့ငါအိမ်ရောက်ရင်မနက်9:00နာရီဖြိုးရင်ထားမယ်မထနိုင်ပါဘူးတတိယရင်ဆက်အိတ်ကြီးလေသူကခက်တိတိပြောမင်းဆိုတော့ပမာသူ့ကိုမျက်လုံးဝင့်ကြည့်တာခင်ဗျားဘာလို့မလို့လဲရေနဲ့လောင်ချုံပေါ့ဟမ်မယုံဝင်စမ်းကြည့်လိုက်နိပြောပြီးလှက်ထွက်သွားသည်သူကြောင့်ပမာစိတ်တူလိုက်ဒီမှာတအားပဲလက်ထပ်ပြီးနောက်တည့်ရက်မနက်စောစောမှပင်ကောင်းချင်းနဲ့ပမာဟာ ဒေါသတွေအမုန်းတရားတွေနဲ့မျက်နှာချင်းဆိုင်ခဲ့ရသည်ဒီလောက်ပဲလားဆိုတော့လည်းမဟုတ်ပါမနှက်စာစားဖို့ထမင်းဝမ်းရောက်တော့လင်းပြက်တနာတက်သေးသည်ဟာဟာဟင်းတွေအများကြီးပဲစပွဲပေါ်မှာလက်ပြလာသည့်ဟင်းတွေတွေကြည့်ပြီးပန်ပန်ပျော်ရွှင်ရှိပါသေးသည်နေအောင်ငါပြောဆက်ရှိသေးတယ်ဘာလဲဟာထမင်းစားမဲ့ဟာဘိုက်စာနေပြီအမြန်ပြောထိုင်ကုန်မော်ထိုင်ချရင်ဇိုးနဲ့ခရင်ကိုအစ်င့ငိုင်ကစားဖို့ပြင်နေသည့်ပန်ပန်ဝင် ။ကောင်းချင်းဆူဆူရဲရဲပင်ကြည့်လိုက်ရင်နောက်ရက်ကစပြီးမင်းအတော်ကြီးကိုထမင်းချက်ကူရမယ်။ဘာပြောတယ်။မင်းကြည့်ရတာကြက်ဥတော်ကြောတမဲ့ပုံမပုံ။ဒါကြောင့်အခြေခံအစပြီးအတော်ကြီးစီကနေတင်ရမယ်။ပြီးတော့မှမင်းကိုယ်တိုင်ချက်ပြရမယ်။အဲ့ဒီအတွက်ကောင်းချင်းစကားမဆုံးခင်မှာပင်ပမ်မမျက်နာကအလိုလိုရှုပ်မဲ့သွားပြီ။မသိနိုင်ပါဘူး။ကုလမ်းကုနိုင်ချက်ဖို့ဆိုဝေရောဒီတော့ခမည်းပါပြောပြောအဲ့ဒါကြီးတခုမှကိုမလုံနိုင်ဘူးမလုံလို့မရအောင်ဝေးနေတာပဲ မင်းငားရင်မနေပြီးအလကားထိုင်ဆောက်လို့မရအောင်မင်းစားတဲ့ထမင်းမိုးနဲ့တအောင်တော့အလုပ်လုပ်ရမယ်။ဘာပြောတယ်။မကြွေးရင်လို့ခင်ဗျားရောဘာလို့သူများသားမျိုးယူခဲ့သေးလဲ။ပမ္မစကားကြောင့်ကောင်းကြီးခနဲ့တက်တက်ပြုံးလိုက်ပြီ။ဘသူကမင်းကိုလိုချင်လို့လို့ယူခဲ့ရလို့ထင်နေရတယ်။မင်းမင်းငါ့ကိုလိုချင်လို့အပိုင်ဖမ်းခဲ့ရမှာမဟုတ်လားခမငါ့ကိုချောင်းပိတ်ပြီးယူအောင်မင်းနှုတ်ခဲ့ရလीဒီတော့ငါလည်းမင်းကိုထမင်းတစ်စီတော့မတရားမှုတိတာပဲမင်းစားတဲ့ထမင်းတစ်လုံးစီတိုင်းအတွက်မင်းအလုပ်လုပ်ရမယ်မလုပ်ချုံစုံမစားနဲ့ ပန်ပန်အံ့ဩတင်းငနဲ့ကြိတ်မိသည်သူ့ကိုလည်းဆူဆူဝါးဝါးပြန်ကြည့်လိုက်ကကျွန်တော်ကခမည်းအိမ်ရဲ့အစီကံမဟုတ်ဘူးကျုံမဟုတ်ဘူးနော်ကောင်းချင်းတည်မယ်မိဘကြောင့်ဝင်တိုင်းအစီကံကျုံဖြစ်နေမှာမဟုတ်တာအင်ရှင်မရဲမိဘကြောင့်ဝင်နေဘာပဲဖြစ်ဖြစ်မင်းရငါဇနီးများဆိုရင်လည်းအောက်မှာရှိနေရတဲ့အတွက်လှုပ်တင်လှုပ်တိုက်တဲ့အိမ်မှုကိစ္စကြီးလုပ်ရမယ်မလုပ်ဘူးပမန်ကလည်းပြက်ပြက်တသားညင်းသည်ကောင်းချင်းမဲနိုင်ရင်မလုပ်ချင်ရင်ငါ့အိမ်မမနေနဲ့ထမင်းလည်းမစားနဲ့ဒီမှာမင်းအတွက်ဘာမှလည်းကားမရဘူး ခမားမိမဖြစ်ရတာအတော်ကန်ဆိုမဲ့အခုမှကောင်းကောင်းနားလေတော့လူကိုတလိမ့်ဆန်လုံးဆက်ဆန်နေဒါခမားတက်ခဲ့ရဲ့ပညာကြီးလားခမားတင်ခဲ့တဲ့စာရီကနေဒီလိုပြုတ်မှုကိုတင်လိုက်တာလားပပန်မခံမရနိုင်အောင်အော်ရေးလိုက်တဲ့အချိန်ကောင်းချင်းကတော့ခက်တိတ်ပြုံရင်မင်းဖြစ်နေလို့ဒီလိုဆက်ဆန်ခံရတာပဲမူတည်တာပဲပပန်နှခမ်းအောင်ဖိကြိုက်ထားလျက်နေသူ့ကိုကြည့်မိသည်ကောင်းချင်းပြုံးနေသည့်အပြုံးကသူ့မအောင်တကယ်ခံရခက်စေသည့်အပြုံးကြည့်လေ လောင်ရိတ်စွန်းနေသည့်ခက်တိတိအပြုံးတွင်နေပြောလာသည့်စကားကတခြားမင်းလေးသားဆိုရင်ငါကောင်းကောင်းမွန်မွန်နဲ့ကြည်ကြင်နာနာဆက်ဆံမှာပါတိတ်ကိုလည်းယူဆိုင်ပြီးငါစီစဉ်ဥစ္စာအောင်မစိမ့်နဲ့ထားပြမှာပေါ့။အော်ရှိသေးတယ်။မင်္ဂလာဆောင်ပြီးဒီလိုအချိန်မျိုးဆိုဟန်နီမွန်တက်စီစဉ်နေတော့ပြီ။ကမ္ဘာအကောင်းဆုံးနိုင်ငံတစ်ခုကိုလည်းပဲရင်နေ။ဒါပေမဲ့မင်းရတော့မရဘူး။မူရီတာပဲ။မင်းရဒါတွေဆန်စားဖို့မတန်ဘူးတဲ့။ဘလောက်ခံပြမှုကောင်းတဲ့စကားတွေလဲ။ဒီလောက်ပဲမဟုတ်သေးပါဘူး။ မင်းရဲ့ချင်းနဲ့ငါစီအားဒါရီယာဘုံမမြောင်းနဲ့နဲ့ငါကမင်းကိုမလွဲတာနိုင်တဲ့ချင်းကြီးကြောင့်လက်ထက်လိုက်ရတာပဲရှိတယ်။ဘယ်တော့မှငါဇနီးနေရာမှာထားမှာမဟုတ်လို့ဇနီးမယားအဖြစ်နဲ့အတိမတ်ပြုမှာမဟုတ်။မင်းကငါအလို့သမားလိုပဲသဘောထားရင်အလို့သမားတော်ငါစိတ်ကောင်းပေးနိုင်တယ်။မင်းကတော့ထမင်းတနတ်တော်မတထောင်။ရှင်သီလာဒီစကားတို့ကြောင့်ပမက်ရင်နဲ့ခံရခက်လုံလာတဲ့ဖြင့်ဇွန်ခင်းတို့ကိုကန်ထားရင်မှလက်တီးကိုကြစ်ကြပါအောင်ဆုံးထားမိသည်။ ဒေါသတွေကလေမျိုးမှာတက်ဆုံနေတဲ့ဖြင့်ဘာစကားမှမပြောနိုင်ဒီတော့မင်းဒီအိမ်မှာနေဖို့စားဖို့တော့ကိုအလုပ်လုပ်ရမယ်မင်းဒီလောက်ညံဖြစ်နေတော့တခြားလုပ်လေလုပ်နိုင်မှာမထင်ဘူးဒါကြောင့်မင်းနဲ့အကိုက်ဆောင်ကဒေါ်ယူကိုလုပ်တာပဲကိုလုပ်တယ်ဆိုရလဲအမြဲကိုလုပ်ရမှာမဟုတ်ဘူးတလားပဲတလားတွင်ဒေါ်ကြီးစီကနေတင်စရာရှိရတင်ထားပါပြီးရင်ထမင်းရအောင်မင်းကိုယ်တိုင်ပဲချက်ပြုတ်ရမယ်ခမားတိတ်တရားလုံးနေပြီနော်ကောင်းချီးတည်မြေဒေါ်သားတွေနဲ့တုံနေသည့်ပမ္ပန်ဝင်သူကတော့ဒဇက်လေးမှအဖက်မလုပ်ဘဲ ဒေါ်ယမဒီယိုခနလာပြီးသားရင်ကောင်းကျိုးခေါ်တဲ့ကြောင့်အိမ်ကူအတော်ကြီးဝင်လာသည်ကောင်းကျင်းဟာပန်ပန်ကိုမေးဆက်ပြလိုက်ရင်နောက်ရအစပြီးသူ့မိဖို့ကြောင့်မလိုအပ်တာကိုခိုင်းလိုက်ဟုတ်ကဲ့ပါကျွန်တော်မိမဖြစ်နေလို့ညတာပြီးခိုင်းရမလို့ထမင်းရင်းမှမချက်တိုင်ရင်ဘာမှသုံးစားစရာရည်ချင်းရှိရမှာမဟုတ်ဒါကြောင့်နန္နာခိုင်းပါအင်ကူလောက်တောင်သူအုံကြရင်ကျွန်တော်ပဲအရှက်ရရဖြစ်လိမ့်မယ်အလौဒမရှိမှပင်လူကိုနှိမ့်ချစကားဆိုပြီးကောင်းချင်းထွက်သွားတော့သည် ပန်ပန်မျက်ရည်ဝဲလျက်ကြိုင်ခဲ့သည်ဝမ်းနေလို့တော့မဟုတ်ဒေါသထွက်လို့လို့မင်းစက်တည်တုံလိုက်တဲ့အကောင်ပန်ပန်ကောင်းကြီးုံပါးစပ်ကနေမုန်းမွာဒွတ်ဒွတ်ကြိမ်ကျဲနေပြီးတော့သည်မင်္ဂလာဦးမနက်ခင်အချိန်ကဒေါသငွေတွေနဲ့ပြည့်နေနေရတော့သည်အတော်ကြီးခင်ဗျာလေမနီကမှလက်ထပ်ထားသည့်ပူပူနွေ့နွေ့လေးမယားချစ်ချင်းမေတ္တာနဲ့အကျဉ်းတရားတို့ကိုမြင်ရတော့ပါဇက်အဟောင်းသားကိုဖြစ်နေရှာဤ စားပြီးတော့ပြီးတော့ပန်ပန်လဲအလုံးမရှိသဖြင့်တနေကုန်ခွေးကဂိန်းစောလိုက်စကားကြည့်လိုက်နှင့်နေလိုက်သည် အမေးစီသွားကြတော့လဲကိုကြီးကမနီယာမှယောက်ျားယူထားတာချက်ချင်းရှောက်နေနေရမျိုးမလုပ်ပဲအိမ်မှာပဲနေခိုင်းထားသည်အမေးစီကိုလဲနောက်သုံးရက်နေမှာသွားဖို့မှားထားသဖြင့်မသွားပဲနေလိုက်ပါ၏ကြည်ရဒီမှာပန်ဝင်းကြီးကဆက်ဆက်ဆူဆူလုံးမှာသူညီမလေးကိုမကြုံစေချင်ဖြစ်ပါမည် ဘလိုပဲဖြစ်ဖြစ်ပတ်ဝန်းကျင်ကတော့ရက်ကွက်ကြီးအော်ကျော်လက်မင်းကလေးနဲ့တိုင်းပြည်ပြည်သည့်နာမည်ကြီးသည့်စီးပွားရေးလုပ်ငန်းရှင်တထေးလေးရသွားသည့်ကိစ္စကိုဆက်ဆူကြမှာပဲလေထို့နောက်ဂိဆော့အမှာပြင်လာတော့ပပန်အိမ်ဝင်လိုက်ပတ်ကြည့်သည်အိမ်နှစ်ကုမ္ပဏီကဆက်နေသည့်တိုင်ကွန်ပျူစီတွေကိုဂိုဒေါင်အတင်းချလုပ်နေသောအလုပ်သမားချို့မှတွေညီတူမှမတွေ့ရသဖြင့်အလုပ်ပိတ်ထားသည်ထင်သည်အိမ်ကခန်းနားထဲဝါလာတော့လေစက်တီရုံကောင်းနေနေရ၏လားမသိ တစမ်းမှနေမပြောမိပါတော်သေးသည်ကောင်းချင်းကမနက်ကလေးကထွက်သွားပြီးတဏီကုံဒီပါအိမ်ပြန်မလာရွေးပင်ပမ္ပတ်အတွက်တော့ဒီမျက်နှာမမြင်ရလီကောင်းနေပင်မဟုတ်ရင်ကြက်တီရုံတုံးဘဝင်ယူကောင်းဤနှိမ့်ချစကားတွေကြီးကြားရတာလူလဲဆိုင်ကိုဝင်တော့မီ သူနဲ့တွေ့မှာပဲကိုကတကဘာလုံးနေတောက်တုံးမကြဆုံးလို့ဖြစ်နေရသည်အခုမှအတူနေရတရားတော်မပြည့်သည်လူကယူကြည့်ခြင်းဖြစ်ချင်လာသည်တကယ်ပဲ သူကျင်းဝါထားတဲ့သူမိမိကိုစိတ်ပိုင်းဆိုင်ရာနှိမ့်ဆက်ဖို့တွေးတောနေသလားဟုပင်တန်တရာဝင်မိပါရဲ့အမေမျက်နာပေါ်တွင်ရေလောင်းခံချရလိုက်သည်ဖြင့်နှိမ့်ချိုက်စွာအိပ်ပျော်နေရမှပံပံလက်နိုးလာသည်ကြည်လိုက်တော့ကောင်းချင်းဒီမြဲခမရတာဘာလုပ်တာလဲပံပံဒေါသရကြီးအွန်လိုင်းဒီတိုင်းသူကတော့ ADD အဆက်အမူအရာနှစ်ပင်ခုနှစ်နာရီမထိုးခင်အထိအိပ်ရမထားဘူးဆိုရင်ငါရေလုံးချမယ်ဆိုတာမင်းတို့တတိမပေးထားဘူးလား ခမရဒေါသရီထွက်လာတဲ့ပြင်ပမာအသားရီမှာတစက်သက်တုံနေအဲ့ရတကူလုံးရေဒီဆိုရွှဲကုန်တဲ့ပြင်ဆက်အိပ်ယူလည်းမရတော့ပါဒီအိမ်မှာ wifi ရတဲ့ပြင်ညာကတညာလုံးစကားကြည့်နေသည်ပပန်းမနေ့၃နိုင်လောက်မှအိပ်ပျော်သွားသည်ထို့ကြောင့်အစောကြီးမနှုံးမိခြင်းပင်အစကတည်းကထဖို့လေရွေချက်မရှိရလည်းပါသည်သူနှစ်ပပန်းကတခါနဲ့မအိပ်တဲ့ပြင်သူ့ပဲချိန်အိပ်ပြီးပဲချိန်ထမှန်းပပန်းမသိပါသူမကတော့ဒင်းပါပဲပြောအစောကြီးမထဖို့ဆုံးဖြတ်ထားသည် သို့တော့အခုလိုရေနှင်းတကယ်လောင်ချမြင်မှန်းတော့ထင်ထားသည်မှာအမှန်အခုတော့ဒင်းရတကယ်လုတ်သည်အတော်ရုံမာသည်ကခမရအတော်ရုံမာတာပဲအင်းကြီးဘောဆိုရှယ်ရီကြီးရေစက်တို့အခါချရင်ပတ်မှတ်ဒေါသတကြီးဆိုတော့ကောင်းကြီးကခက်မက်မက်ပြုံးလိုက်ပြီငါဘောကိုပြစင်းအောင်လုပ်ခဲ့တယ်မင်းတော့မယုံမာသေးဘူးမူတီတာပဲအခုကပါပါလေးမှာပါပါလေးပဲရှိသေးတယ်ဒီတမကငါမင်းကိုစိတ်ဆင်းရအောင်ရုံမာဖို့အသင့်ပဲနော်လက်တစ်ဖက်ကိုဘောင်းမိအိတ်ကလေးထဲထားရင်ရက်နေပုံကစတန်ကြတော့လေ ြောပေါက်ကတော့တကယ်ကိုဖဲ့ချင်စရာပန်ပန်လေးပြောရင်ကိုပဲဒေါသထရရာမှုအဲ့ရမှာဝုံနေထကရေချိုးခန့်ရှိရာဆောက်အောင်မိထွက်သွားလိုက်သည်တခန်းလုံးကိုလေဝုံနိုင်ချင်းနေအောင်လုပ်နေသည်ပန်ပန်ကိုကောင်းချင်းမုံတိစွာပင်ကြည့်ရင်အခန်းထဲမှာလှည့်ထလာလိုက်၏မနက်၈နာရီချိန်ထမင်းစားကန်တွင်မင်းပါလို့တလေထမင်းဝိုင်းနေထိုင်မှုပြင်နေသည့်ပမန့်ကိုကောင်းချင်းကမျက်မှောင်ကျုပ်ဝင်ပြီးလိုက်တော့ဘာလို့ရမှာလဲထမင်းစားမလို့ပေါ့ ထမင်းစားရအောင်မင်းဒီမနဲ့စိုးစိုးထားပြီးအတော်ကြီးကိုပူပေးလို့လား။ဘာရဲ့။ပမှန်ကောင်းကျင်းကိုကြည့်လိုက်ကြီး။ကောင်းကျင်းကအေးဆက်ဆက်မြုံဝန်းတွေနေပြီ။အလုံးမလုံးရင်ထမင်းမစားရဘူးလို့ငါမနေ့ကမပြောခဲ့ဘူးလား။ဒီနေ့မနက်မင်းအတော်ကြီးကိုဘူးမလုပ်ခဲ့တဲ့အတွက်ဒီတရလုံးမင်းငါထမင်းမကျွေးနိုင်ဘူးမူတည်တာပဲ။ခမရ။အရှက်မရှိရင်တော့ဝန်စားနေ။ဒါပေမဲ့ငါမတထအောင်နော်ဒေါသနဲ့အတူရှက်စိတ်ကြောင့်ပမှန်စကလုံးတွေပဲမဲ့နေဒီတိုင်းရက်နေရမိလား ဒေါသတကြီးလွှတ်ထွက်သွားရမည်လားမသိတော့အောင်အချက်တရားတွေနဲ့ထုတ်ပုံနေမိပါသည်ဟိုရပါတယ်တရဲ့အလုံးဝတိတ်မမြတာဒေါ်ကြီးတယောက်တည်းလည်းဖြစ်ပါတယ်အတော်ကြီးပင် ပပန့်ဝန်အာနာတနာလာ၍ထင်ပါသည်ဝင်ပြောပေးရှာပါသည် သို့တော့ကောင်းကြီးရတော့မင်းနှထားတင်းနေနဲ့ဒေါ်ရင်မောခိုင်းတဲ့တိုင်းပဲလုပ်ပါသူ့ကမပြောပေးနဲ့မဟုတ်ပါဘူးကွယ်ကလေးမလေးကအရန်ငယ်တည်းရဲ့အတွက်မိဖို့ကြောင့်ကိစ္စတွေကိုချက်ချင်းပဲလုပ်ချင်အောင်ပါလေ အလုံးမလုံးချင်ထမင်းမစားနဲ့လीရှင်းနေရပဲမစားဘူးခမရမမလို့လောက်ကြီးကြီးလာပြောနေရတယ်ခမရကျွေးမှာထမင်းစားမှာမဟုတ်ဘူးမတတရာရီစားပြီးတေတော့မစားဘူးပမာန်ဒေါ်သားရဲ့ကြီးဆိုရင်ထမင်းစားခန်းမှာထွက်သွားသည်ကောင်းချင်းကဘာမှမဖြစ်တယ်လို့ပြီးအေးအေးလူလူနဲ့ထမင်းဆက်စားနေသည်ဂျားရဲကအတော်ကြီးကတပြင်းတွေခိုးချရင်စိတ်မကောင်းဖြစ်နေတော့ကြီးသူမသိသလားဒီကောင်လေးကအကျဉ်းနာတရားရှိပါသည်လူငယ်နဲ့မတူအောင်စီးစနစ်ကြပြီးစီကံတိကျတဲ့တိုင်းသဘောဆိုးနေသည့်လူငယ်တော့မဟုတ်ပါ သူမတို့တော့လဆပြင်းမိသားစု၏ဈေးအတွက်ထောက်ပံ့ငွေအဖြစ်ပူပူတတထုတ်ပေးတတ်သည်တကယ်လိုရဲ့လို့အကူအညီတောင်းနေမငင်းမဲ့ကူညီပေးသည် အလုသမားရိပေါ်မြန်မြန်တတဆက်ဆက်ပြီးစာနာသနာမှုရှိသည်ကတော့ဘသူမှမငင်းနိုင်သို့တော့အခုကြဘလူများဖြစ်ရတာပါလေမိမိဇနီးမယားလေးပေါ်ရင်းမှတင်းနစ်ပေါ်မှာဆက်ဆံခြင်းပေါ်အတော်ကြီးသည်နားမနေနိုင်အောင်ဖြစ်နေရတော့၏ဆန်ရန်စုခတ်ပန်း ။မောင်ရင်းကတပွဲမြစ်တာပြူပါ အချစ်မပေါ့စေနဲ့အပိုင်းဆနှစ်။အမေရေအော်လာနဲ့အတူဆိုင်ထဲရောက်ချလာသည့်တမီးကြောင့်မောင်ရင်းကပကံတွေဆေးကြောနေသည့်တော်မူလဲကြပြကြရထွက်လာပြီးစောစောစီစီဘာဖြစ်လို့လဲတမီး။ဘာမှမဖြစ်ဘူးထမင်းလာစားရမင်းထမင်းရှိရမဟုတ်လား။အေးအမေဆက်သားကြောင့်နဲ့ထမင်းကြော်ထားတယ်။အဟမ်းကြိုက်တယ်။တော်မစကားဆုံးပါပြီပမ္ပန်ကဇူးဇူးဇက်နဲ့ပကံတလုံးဆွဲယူပြီးထမင်းကြော်ကိုခုခတ်စားတော်သည် ဒေါ်မိုးလည်းစိတ်လက်စားပကံကိုအမြန်လက်စားတတ်ပြီးလိုက်သည်နှင့်တမီးဖြစ်သူကိုရတမေအေးစွာမင်းမိသည်။ဘာဖြစ်လို့ကိုယ့်အိမ်မှာမစားလဲ။မချက်လို့လား။ချက်ပါရဲ့။ဟိုဖင်ကောင်းစားတဲ့ကောင်ကမစားနိုင်လို့လေ။အားကြောင့်ပမာအမေးစီလာစားရတာပေါ့။ဘာ?ဘသူ့ပြောရလဲ။ဒေါ်မိုးနားရှုပ်စွာပြန်ပြီးတော့ပန်ပန်ကစားနေရင်းမှပဲမျက်နှာအောင်မဲလိုက်ပြီ။ဒီရက်ကွက်မှာဖင်ကောင်းစားဆောင်ဘသူရှိရမှာလဲ။ကောင်းချင်းတည်မြဲလေ။ဟွန်း။ဟဲ့ကိုယောက်ျားကိုဘယ်လိုပြောရလဲပမာ။ အမေကမနစ်မျိုးစွာဟန်တာလိုက်သည့်တိုင်ပမ္ပန်ကတော့ကိုယ့်အကြဆိုသည့်စကားကြောင့်ကြောရီပင်တွန်သားရ၏ဒီစကားကပမ္ပန်အတွက်အစိမ့်သက်သက်ကြီးလိုဖြစ်နေသည်ဟုယောက်ျားတို့ပြောမှန်းအမေက "तू နဲ့ပမ္ပန်မဟာဆိုင်ဒီကောင်မလေးနဲ့ယူထားတာမှတည့်ရပဲရှိသေးသည်ပြောဖို့ဝင်လေကြည့်အောင်ပမ္ပန်ကပြောရင်ဒေါသထွက်လာပုံရသည်ဘလို့လောင်းစားနေရင်ကိုဒေါသကြီးဆိုတော့သည်မနဲ့အစော်ကြီးထားပြီးအတော်ကြီးကိုထမင်းချက်မကူလို့တဲ့ပမ္ပန်ကဒီကံထမင်းမစားခိုင်းဘူးလေ" ပြီးတော့ပြောသေးတယ်ပမာမီးဖို့ကြောင့်အလုံးဝင်းကူမလုပ်ရင်သူ့အိမ်ရထမင်းလုံးဝမကြွေဘူးတဲ့ဟွန်းဘလောက်တရားလုံးလဲပန်ပန်ပတ်စီပတ်စီပြောနေမှဒုံမိုးလည်းအခြေအနေကိုမဆမိသွားတော့သည်စိတ်ဆိုးဒေါသထက်နေသည့်တမီးကိုကြည့်ရင်တပင်းချမိတာမောင်ကောင်းကြီးပြောရလဲဟုတ်သားပဲပမာရင်ညီရအခုအိမ်နောက်ရှင်မတယောက်ဖြစ်နေပြီနိမိဘအိမ်မှာလို့အိတ်အိတ်ဆဆလို့လို့ဘယ်ရတော့မှလဲအိမ်မူကိစ္စတွေကုသိတာတွေကုအမ်းမှာပေါ့အမေနော်သူ့မဟပါနေရလားဘသူဘမ်းမှမပါဘူး ဖြစ်တင်ဖြစ်တိုင်းတော့အမေပြောနေတာနေပင်တို့ဒီအိပ်ပြီးချက်ပြုတ်ထားတာကိုဆင်းနစ်စားလို့ရတာမိဘအိမ်မှာရှိရနော်သူအများကြီးမှဒီလိုသွားလို့လို့မရအောင်အိုးမသိဘူးပမာရတော့အဲ့ဒီကောင်ရဲ့အစီကောင်အဖြစ်မခံနိုင်ဘယ်နဲ့လူကိုလာခိုင်းခြင်းလဲရမလားတိတ်တော်မလုပ်ဘူးထမင်းမကျွတ်လက်နေပေါ့အမေစီလာစားမှာဟွန်းပမာစကားကြောင့်ဒမိုးတပင်းနာချမိတော့သည်နဂိုကလေးကမလိမ္မာတိတမီးကငငယ်ရွယ်ရွယ်နဲ့အမတ်မတီအိမ်အောင်ကြတော့ခြင်းအတွက်စိတ်ပူခဲ့ရပါသည် ကြည်ကြည်ပြူပြူမရှိသည့်သဇင်း၌အစင်မပြေပါမလားတွေးပြီးညပင်ကောင်းကောင်းအိပ်မပြောခဲ့ပါမောင်ကောင်းကြီးဒီမေကသမီးပေါ်ချစ်ခင်ကျင်းသာသည့်ရေးရောင်မရှိသည့်တိုင်ကောင်းလေးကပညာတတ်လူရင်မတယောက်မှသမီးကိုနှိမ့်စက်တာမျိုးတော့မလုပ်နိုင်ပါဘူးဟုတွေးပြီးစိတ်ပြေရသည်သောသောတစ်ဖက်ကလည်းတိခန့်စိတ်လုံးဝမရှိသည့်ဆက်ဆက်ကျဲသမီးအလိမ္မာတို့လေးတွေဆိုရင်မိပြန်၏ဒီကောင်မလေးတင့်တင့်မြတ်မြတ်မှနေပါမလားတွေးပြီးရှင်မောရသည် အခုတော့ဒုံမွတွေ့တင်လာသည့်အတိုင်းပါပဲ ပြဿနာတွေနေရောက်ချလာသည်ဟဲ့ကောင်လုံးလုံးနေုံငါလွမ်းနေရလာစမ်းတီုံကြည့်ပါအောင်စားတော့ပြီးတော့လဲခွေးတကောင်နဲ့လုံးထွေးနေဒီမှာကလေးအတိုင်းကိုကိုကိုအိမ်အောင်ရှင်မဖြစ်နေပြီလားဟုတ်တွေးမိရလားဒီကလေးမကတော့ခတ်ပါလားကွယ်ပမ္ပတ်အောင်ကြည့်ရင်ဒုံမိုးမှာခေါင်းတစ်ခါကနေညင်းညူကတပြင်းတွေချနေရ යි သို့တော့ဒီကလေးမရောက်လာမှအိမ်လေးကစွစွညံညံဖြစ်သွားတော့ရင်းနေဟတ်တတာဖြစ်နေရတွေကစိတ်သက်သာရရသွားတော့ဒီ တကယ်တော့ဒေါ်မိုးလည်းသမီးဖြစ်သူကိုလွမ်းနေခဲ့သည်ပမန်အိမ်မှာရှိတော့ဆိုနိမအားညမအားအဟိပြောဆိုခဲ့ရသည်ဦးဒင်းဒီယောက်ကြောင့်အင်ဒီတိလီယာအစဉံပေါ်လို့ရိုက်နေရသည် အခုပမန်မရှိရင်တည့်ရပဲရှိသေးသည်အိမ်ကအတော့ကိုချောက်ကပ်ပြီးတိတ်ဆိတ်သွားသည်မင်းညကလေးကသားသမီးတွေရနဲ့တက်ဆိုင်ရနေအောင်ပြန်သွားပြီဖြစ်၍ဒေါ်မိုးမှာဟာတတာနေကြင်ကြင်ရင်အထီးကြံနေရ၏စိတ်ထဲလဲလုံးဝနေမကောင်းဖြစ်နေရမှာဒီမနေ့ပမန်ရောက်ချလာတော့နေသားထိုင်တာရှိသွားသည်မှာအမှန် ဟဲ့ကောင်မလေးနေအခုထိမပြန်သေးဘူးလားသို့တော်လေနေလေဒီမပြန်မဲအိမ်မှာရှိနေတော့ကြောင့်ဒေါ်မိုးကပြောရပြန်ပါသည်ဟိုးဒီရဲ့ကမှမင်္ဂလာဆောင်လာတာကိုအမေအိမ်မှာပဲတနေကုန်ရှိနေပါကပတ်ဝန်းကျင်အမေမကောင်းဘူးကိုညနေမှပြန်မယ်ညစာစားပြီးမှပြန်တော့မယ်မဟုတ်ရင်ဟိုမှာငတ်နေအောင်မယ်ပန်ပန်ညီကောင်းမှမနေနဲ့စမ်းဟိုကညီးကိုမတရားခိုင်းတာလည်းမဟုတ်ဘူးအေးအိမ်လုံးမကူကြရအောင်ညီးမဘာလုပ်နေရှိနေလို့လဲ ဘာအလုံးမှမရှိပါမယ်ဒင်းစီတန်းကြတော့ပမာဏနေပေးနိုင်အောင်အမင်းသူ့ရှိမှာပမာဏလုံးဝမရှုံးစီရအောင်ကြည့်ညီတော်ပြောရခက်ပါလားမိပမာဏရင်ခေါင်းကြောမာလာတီတမီကိုဒေါ်မိုးလည်းဘလို့ဖြောင်းပြပြောဆိုမှမသိတော့ပါဟိုကစီကဲနေချက်မြုပ်ပုံနဲ့ကျင်းရီပြီးအချုံးမပြေသည့်ပပန်းဘလို့လို့ပြီးများအစဉ်ပြေနိုင်မီနေဂျားရီရမီယာရှင်တွင်မောရပါသည် ဒီကောင်မလေးဒီလိုချိုးနေတော့အိမ်တော်ကြီးဘလို့ဆက်သွားမှလဲကိုတွေးပြီးဒီအမီကတပင်းချက်ချက်ဖြစ်နေရည်အချိန်မတန်မဲ့အိမ်တော်ချပြေးလိုက်ရပြီးအခုတတိနှစ်မျိုးတက်တာဖြစ်နေရသည့်အတိုင်းဘာမှပြင်ဆင်ခွင့်မရတော့မီတူတူပြုတ်ပြီးဒီဒီအိမ်တော်ကြီးကိုကကောက်မုံမဆက်သွားစေချင်တာကမိခင်နိုင်ဆန္ဒပဲမဟုတ်လားဒီကြတယ်အမေတမီလုံးလုံးကိုခေါ်သွားမယ်အမလေးညီဟာညီတော်ငတ်ပြီးအမေအိမ်ပြေးလာတာကိုခွေးကိုထပ်ပြီးဒုက္ခပေးအောင်မလို့လားဟီဟီ ခွေးကိုခေါ်သွားဖို့ချောင်းနေသည့်ပမန့်ကိုဒေါ်မိုးအမိကက်ကက်နဲ့အောင်ငေါတော့မှတဟိဟိနဲ့ရီပြီးပစက်ပိတ်သွားတော့သည်ပန်ပန်ကဘာမှအလေးခံမတွေးဘဲပေါ်ပြပြရှိနေသည့်တိုင်အမိဖြစ်သည့်ဒေါ်မိုးကတော့သမီးနောင်ရဲ့အတွက်ရတံမအေးနိုင်အောင်ဖြစ်နေရ၏ဒေါ်ရင်းမောလာပြီးမကောင်းချင်းသူ့ခေါ်တဲ့ညောင်းဒေါ်ကြီးအိမ်မမှာဘောဘဘိုင်ကိုလုံးထမ်းပြီးအပြေးရလာတော့၏ဟိုကောင်မလေးရောဘသူ့ပြောရလဲတာ ဘသူရှိရမှလဲမူရိဒာပိုင်ကိုမေးနေရမနက်ခင်းကထွက်သွားတာအခုထိပြန်မလာသေးဘူးဒီဟာမှလည်းငောက်ရွံ့နေရပဲကောင်းချင်းဒေါ်သားတစ်ပြည့်ပြည့်နဲ့တောက်ခောက်လိုက်တော့ဒေါ်အေးမုံကမြလက်မီဇက်ပူသွားသည်ထို့အခိုက်မှာပြီးပမန်ကတချင်းလေးတညင်းညင်းအိမ်ထဲဝင်လာသည်သူ့ကိုမြင်တော့လဲမမြင်တယ်လို့နဲ့မတိတွမ်းပြုကဖြတ်ကျော်သွားတော့ငကိုဟမဒေါသထွန်းနေကောင်းကြီးစိတ်ကိုပူဆွားလိုက်တယ်လို့ဖြစ်သွားသည်မူရီလာပဲမင်းတနေကုန်ပဲသွားနေရတယ် ဖယ်သွားရမှာလေအမေစီပေါ့မင်းနဲ့ငါလက်ထရာတရပဲရှိသေးတယ်မင်းအမေစီတဏီကုံသွားနေတော့ပတ်ဝန်းကျင်ကငါ့ကိုဘယ်လိုမြင်မှာလဲပတ်ဝန်းကျင်ခမည်းတော်မင်းနဲ့မျိုးကျွန်တော်ကဘာကိစ္စကယူဆိုင်နေရမှာလဲဘာကောင်းကျင်ဒေါသရေမထိန်နိုင်တော့ဘဲသူမလက်ကိုဇက်ကနဲဆောင်ဆွဲလိုက်ပြီးနောက်မင်းနဲ့ငါစကားပြောဖို့လိုနေမွနီတာပဲငါနဲ့လိုက်ခဲ့အခမည်းဘာလုပ်တာလဲကျွန်တော်လက်ကိုလွတ်နားတယ်ပမန်ကအော်ဟိရုံးကနေဒီတိုင်းကောက်ချေရသူမကိုအိမ်နောက်ဘက်ကပန်းချင်ရှိရသူဆွဲခေါ်လာလိုက်ဤ ပြီးတော့လက်ကိုလှုပ်ပေးလိုက်သည်လှွတ်တာတော့ကောင်းကောင်းမလို့စောင့်မီလှုပ်လိုက်တော့လက်ကဝင်လာသွားသည့်ပမန်မျက်နှာကိုရှုံ့မဲ့လိုက်ပြီးခမည်းဘယ်လိုလှုပ်လိုက်တာလဲနားရည်တိလားပမန်စကားကိုကောင်းကျေကူးဆိုင်ခါထောက်ရည်နဲ့သူမကိုဆူဆူရဲရဲကြည့်လိုက်တာမူရီတာမင်းမင်းကအစကတည်းကအချက်အကျောင်းရှိဘာကုံတိတ်ခါမှမရှိရင်မိမဖြစ်နေလို့လှုပ်ချင်တယ်လို့လို့နေချင်တယ်လို့နေနေပေမဲ့အခုမရတော့ဘူးကြည်စမ်းပြောပုံကလည်းရိုက်တာပမန်အန်ကျိတ်လိုက်ပြီးနေစမ်းမအောင် ို့ဘာသာဘာလုပ်လို့ပေါ့ခမရဘာဘုံကိုလာပြောနေရတယ်။မင်းလုံနေအောင်ငါစိတ်မစောင်းမင်းပါပဲဖြစ်ဖြစ်ငါခေါင်းထဲတောင်ရေးတူမထည့်ချင်ဘူး။ဒါပေမဲ့မင်းလုံချက်တိုင်းကငါ့ကိုလာထိခိုက်နိုင်တယ်။မင်းကအခုကောင်းချင်းတီမြဲမိန်းမဆွေနေရာမှာရှိနေတဲ့အတွက်တခုခုဆိုရင်ငါနာမည်လည်းထိခိုက်တယ်။ဒါကြောင့်မင်းအပြုတ်မှုတွေဆင်ကြရမယ်မူတီတာပဲ။ဘာလို့ဆင်ကြရမှာလဲခမရနာမည်ထိခိုက်တော့ကျွန်တော်ကဘာလုပ်ရမှာလဲ။ငါကုံတိတ်ခေါင်ငါငါအသက်နဲ့ထပ်တူတက်မှုထားတဲ့အတွက်ငါနာမည်နဲ့ကုံတိတ်ခေါင်ထိခိုက်စေမဲ့ဘယ်အရာမှခွင့်မပြုနိုင်ဘူးက ဒီဂုံးတိုက်ခအတွက်နဲ့မင်းတို့အဆုတ်ပြတ်မိမတယောက်တော့ငါလက်ထက်ခဲ့သေးရပဲဒါဝင်မင်းကတော့ငါ့ကိုအပိုင်ဖမ်းလိုက်နိုင်နေဆိုပြီးခုံနေမှာပေါ့ခမရတော့စကားပြောရင်မလွန်လာနဲ့ငါပြောရမှလို့လားအခမ်းမသူလူလူနဲ့ဝင်လာတဲ့အကွက်တည်းကရိုးရိုးရိုးနေပါပြီငါကလည်းမူးနေရအတွက်ခံလိုက်ရတယ်တွေးကြည့်ရင်တော့ရင်နာကြပဲအေးလေ18နှစ်တောင်မှပြည့်သေးရဲ့မင်းကယောက်ျားတယောက်ကိုအကွက်ကြကြအပိုင်ဖမ်းနိုင်မယ်လို့ထင်မှားတဲ့ငါအမှားပါပဲပညာသာပြည့်ပြည့်ဝဝမရှိသေးတရားတထေးကိုဘလို့ပိုင်ဖမ်းနိုင်မှာလဲဆိုတဲ့နီးလိုက်နေရတော့မင်းကောင်းနဲ့အပြည့်ရှိနေပုံများတယ် ထဲ့တယ်လို့ရည်တယ်လို့နဲ့လူကိုရှေ့ထားပြီးစော်ကားနေသည်ကောင်းကြီးအောင်ပန်ပန်မုန်တင်းလို့စားပြီးစိုက်ကြည့်မိခမားအတော်ဖင်ငောင်းကြေတာပဲခမားလိုမိုးမမြင်လေမမြင်ဘဝင်မြင့်နေတဲ့လူအပိုင်ဖက်မဲ့စားဖမ်းမဲ့ဖမ်းကိုကြီးကြည်တာကိုပဲဖမ်းလိုက်မှာပေါ့ဗာကိုကြီးကြည်တာခမားထက်အများကြီးတာရဲ့တိလားသူ့ကိုကြော်ပြီးခမားလိုဘဝင်ယူရရွေးမနေဘူးပန်ပန်မခင်မြန်းနိုင်စွာပြောလိုက်ဒီစကားကိုကောင်းကြီးကဘလို့အသေးပဲကောက်လို့သာတယ်မသိသူမကိုအထင်သေးဟက်မြင်ခမမဲ့ပြောလိုက်ရင် ။အော်လက်စွပ်တတ်တော့မင်းကကိုကြည့်တော့ဘာအပိုင်ဖမ်းမှုတွေးထားရမယ်။အေးလေမင်းလိုမိမတော်ကချမ်းသာပြည့်စုံတဲ့ဘယောက်ကြမ်းဆိုပြင့်မဲ့ဖြစ်နေတာပဲ။ကိုကြည့်တာကံကောင်းမှရင်မဟုတ်ရင်သူစိတ်ကောင်းရှိပုံနဲ့မင်းလက်ထဲမှာဘွားပြတ်သွားနိုင်မယ်။ငါတော့ငါခုံသိက္ခာနဲ့ငါမိဘခုံသိက္ခာကြောင့်မတက်နိုင်တဲ့ဆုံးမင်းကိုလက်ထက်လိုက်ရပါမယ်။ဒီထက်ပိုပြီးသဘောမကောက်နိုင်ဘူး။စိတ်ချမှုတိတာပဲ။မင်းငါကြောင့်ဘတော်မှစိတ်ချမ်းသာမှာမဟုတ်ဘူး။ပြီးတော့မင်းကလည်းငါ့ကိုအပိုင်ဖမ်းပြီးတက်တလုံးငါအနံ့နေသွားမှမထင်နဲ့။ ငါအတေးကြပေါ့မင်းနဲ့ကွာရှဲမှာဘသူကရောခမရနာတတ်တလုံးနေသွားမယ်ပြောလို့ယူးနေလားလူကိုရှေ့ထားပြီးရင့်ဒီစော်ကားသမားကိုတိမခံနိုင်တော့တဲ့ပြင်ပန်ပန်လှည့်ထွက်သွားဖို့ပြင်တော့နေအောင်ငါစကားမဆုံးသေးဘူးမင်းကငါအခုတော့ခိုက်နေလို့လားခမရတော့ခိုက်မှတော့အောင်ကျွန်တော်ကခမရကြုံမဟုတ်ဘူးပန်ပန်ပတ်ခနဲ့ပြန်ဝင်ထည့်ပြီးယူးမဆိုင်စွာထွက်သွားဖို့ပြင်တော့ဝုန်းတီတာပဲမင်းအခုရက်စမ်းအာ ဒေါသနဲ့သူမလက်ကိုဆောင်ဆွဲလိုက်တော့အချိန်လုံးပြီးပမတ်တစ်ခုလုံးသူ့စီပြိုကျလာသည် ရုတ်တရက်မှကောင်းကြီးရယ်ဆွဲဖမ်းလိုက်ရာ သူမကိုရင်ဝင်နဲ့ဆုပ်ပစ်သူလိုဖြစ်သွား၏သို့တော့ရုတ်ရှင်လိုဝိထုရီတွေရလိုတော့ကပြားမဆန်ခဲ့ပါလိပစုံစီအောင်မျက်နှာကြီးကိုခိုင်ရန်ထားပြီးပန်းနဲ့တသိန်းသိန်းနဲ့လေးပြေရင်းညင်းညင်းတတဝိရန်နေသည့်ဥယင်လက်လာလေးတွေရှိနေကြသည့်တိုင်သပင်တူတူနှင့်ယောက်ျားဆန်ဆန်ရှိသောမုဒိတာပန်းဆိုသည့်မိန်းကလေးကကောင်းကျစ်တီမြေစိတ်ကူးတဲ့မိန်းကလေးနဲ့လာလာမအောင်သက်ဆိုင်သည်ပဲ။ ထို့ကြောင့်လည်းရေကုန်တယ်ဆိုတာဖြစ်တည်လာကြအကြောင်းမှမရှိတာဘာလဲကွာအမလီတတိဝန်လာဒီနဲ့ကောင်းကြီးကချင်းချင်းတို့ကြပြီးတော့ပံပတ်မှာမြက်ခင်းမြုံမောဟတ်ထိုးကြီးကြသွားရှာသည်ခမည်းဘလို့လှုပ်လိုက်တာလေပံပန်လည်းရှက်ရှက်နဲ့ကုန်းထပြီးဒေါသတကြီးအော်ပြတော့ကောင်းကြီးကမတက်တဲ့အပြုံးနဲ့ပြီးဘာလဲမိုင်းရင်ဝင်နေမတော်စားရောက်တော့ရင်ခုန်ကြည့်နှူးစရာလေးဖြစ်လာမယ်ထင်နေတာစိတ်ကူးမမြင်နဲ့မင်းတီလောက်လှမနေဘူးဒီဘဝင်ရိုးကောင်တော့တာ အနားမှာရှိနေသည့်အုတ်ခဲကိုကောက်ယူပြီးဒင်းကောင်းကိုမတိမချင်းထူရိုက်ပြင်းစိတ်တွေကပမ်းမရင်နဲ့တဘောပေါပေါ်လာတော့သည်ဒီတော့ငါပြောတာတေချာနားတော့မူတည်တာပဲဒီနေ့အစားပြီးမင်းမိအိမ်ကိုတနေကုန်တနေငန်းသွားလာနေမှာငါခွင့်မပြုဘူးကို့အမေအိမ်သွားတော့ခင်ဗျားစီကခွင့်ပြုချက်ယူရမှာလားဆွတောင်းနေမင်းလန်းတလားတာပြဿနာမရှိပေမဲ့ငါ့အောင်နေမှာထိခိုက်နိုင်တယ်ကို့ဘာသာလန်းတလားခင်ဗျားလည်းမဆိုင်လို့လေဆိုင်နေဘလို့ပဲဖြစ်ဖြစ်ငါကမင်းယောက်ျားဆိုရင်နာမည်အောက်မှာရှိနေရပါကျွန်တော်ကတော့ခင်ဗျားကိုကျွန်တော်ယောက်ျားလို့မတတ်မှတ်ထားတာ ပမတ်စကားကောင်းချင်းမာနာကိုထိခိုက်သွားစေပုံရသည်မျက်နှာကြီးတင်းကလေးဖြစ်သွားသည်သို့သောချက်ချင်းပင်မဲ့ပြုံလုံးလိုက်ရင်ငါလေမင်းကငါမိန်မလို့ဘယ်တော့မှမတတ်မှတ်ပါဘူးနောက်လည်းတတ်မှတ်မှာမဟုတ်ဘူးဒါဆိုပြီးပြီလေကိုကြိုက်တယ်ကိုလို့ကိုဘာကြီးလားအမိတ်ပြီးညမပြီးဘူးပတ်ဝန်းကျင်အမြင်မှာတော့ငါတို့ကလေမရပဲဒါကြောင့်မင်းအနေထိုင်သွားလာစင်ကြရမယ်မင်းကြောင့်ငါနာမည်အပြည့်မခံနိုင်ဒါပြင်လည်းသိလိုက်ပေါ့ဘာကောင်းရင်ဒေါသကြီးအွန်လိုင်းဒီတိုင်းပမ်မန်ကင်းမဆိုင်ပါ ကောင်းကြီးကိုမြင်မြင်ကဆောင်မော့ကြည့်လိုက်ပြီးနောက်မထီမဲမြင်စွာပြောလိုက်တာကျွန်တော်လောက်ရဲ့ဒီကြောင်ခမားနဲ့မပြက်ရမယ်ဆိုရင်ကျွန်တော်ကလီပို့ပြီးရတာလုတ်ပြောင်မှတိလားဘာပြောလဲခမားလိုဖင်ကောင်း style လိုထိခိုက်တဲ့ကိစ္စဆိုတော့လေမူရီတာမဲနူကပျော်ပျော်ကြီးတော့မလုတ်အောင်မယ်ဆိုတော့မလုတ်စေချင်ဆူတောင်းနေနော်ပြည့်ရပြူစွာဆိုလိုက်ပြီးနောက်ထွက်တော်ဘူးပြင်ပြီးမှဗမ်းမျက်နှာတစ်ချက်ပြန်လှည့်လိုက်တာအော် မောရီတာပန်လုံးမိန်ကလေးမျိုးနဲ့ယူလိုက်ရလို့အရန်ကြီးနဲ့နာတို့ခစားရပြီးခမရအစ်ကြီးကွဲနေရမဟုတ်လားထပ်ပြီးကြေကွဲလိုက်ပါဦးမောရီတာပန်ကလေခမရကိုလွယ်နဲ့ကွာရှင်းပေးမှမဟုတ်ဘူးမင်းဘာဖြစ်လို့လဲဆိုတော့ခမရတို့အလကားနေဘုံယူပြီးတော့တောင်ရန်ကြီးကျယ်ပြားနေတဲ့လူရဲ့နာမည်တန်အောင်ကိုဖျက်အောင်မယ်လေဟာ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 အနိုင်ပိုင်းစကားဆိုရင်ရီမောကထွက်သွားတော့မူရီယာပဲကြောပြန်ကြည့်ပြီးတော့ကောင်းကြီးတောက်ခတ်ကခြံခဲ့သည်နာမည်တစ်လုံးပြတ်ဖို့အတွက်ဘဝပြတ်ခံပြီးမင်းတို့အဆုတ်ပြတ်မိမတရားကိုငါလက်ခတ်ရွေးရာ ငါနာမည်ကိုထိခိုင်းအောင်လုပ်လို့ကတော့ဘယ်အကြောင်းနဲ့မှငါတိခံမှာမဟုတ်ဘူးဒီတာပဲ။ကောင်းကျစ်တီမင်းကမင်းကိုဘယ်လိုမျိုးနှိမ့်ဆက်ညှဉ်းပန်းနိုင်လဲဆိုတော့မင်းကိုလက်တွေ့ပြပဲ။မင်းခန္ဓာကိုယ်လုံးဝမထိပဲစိတ်တွေအနာတရားဖြစ်ပြီးတေလူမတက်ဖြစ်အောင်ငါလုပ်ပြမယ်။တရားကြကွာရှင်ပေးဖို့မင်းကိုယ်တိုင်ကိုယူပြီးတောင်းပန်စီရမယ်မူဒီတာပဲ။အန်ကျိတ်ကျိန်သွားလိုက်သည့်ကောင်းကျစ်တီမင်းရဲ့စကားသံတွေတွင်အမုန်းတရားနှင့်အညှိုးတေးတွေကကြောက်စရာကောင်းပြင့်နှံ့လွန်းနေတော်ကြီး။မိုဒီတာပန်အတွက်ရှေးဆက်ဒီအိမ်တော်ကြီးကဘလို့ဖြစ်လာနေလဲဆိုသည်ကတော့ ဆက်ရံစုခတ်ပန်းနောက်ထပ်မိခဲ့တဲ့တယောက်စီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ဒါဆိုရင်နောက်ထပ်အပိုင်း23 24နဲ့တူတူပြန်တွေ့ပါမယ်။အညော